ဉာဏ်ရည်ရု AI နည်းပညာသုံးအသေးခံ drone တွေကိုနိုင်ငံငေါမ်းဆောင်ကင်ဂျုံအန်ရဲ့ကြီးကြပ်မှုနဲ့ဆက်သက်ခဲ့ကြောင်းမြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာန KCNA က match 28ရက်မှာဖော်ပြပါတယ်။လူမလို့တဲ့ထိန်းချုပ်မှုနဲ့ AI စွမ်းရည်တွေကိုခေတ်သစ်လက်နက်တွေထုတ်လုပ်ရမှာထိတ်တန့်ဦးစားပေးအနေနဲ့အသုံးပြုတင်တယ်လို့ကင်ဂျုံအန်ကပြောထားတာပါ။မြေပြင်နဲ့ရေပြင်မှာရန်သူတွေရဲ့လှုပ်ရှားမှုတွေပြင်းထန်တွေကိုကောင်းကောင်းထောက်လန်းနိုင်တဲ့အစက်မြင့်တင်ထုတ်လုပ်ထားတဲ့ drone တွေကိုလည်းကင်ဂျုံအန်စစ်ဆေးခဲ့တယ်လို့ KCNA ကဖော်ပြပါတယ်။ မြောက်ကိုရီးယားကအစစ်မြင့် drone တွေထုတ်လုပ်စမ်းသပ်နေတယ်လို့ drone တွေကိုတားဆီးနိုင်တဲ့ဂျမ်မာတွေလည်းထုတ်လုပ်နေပါတယ်။ KCNA ကဖော်ပြတဲ့တပ်ပုံတွေမှာအသေးကန် drone တစ်စီးနဲ့တာချက်ကကားပုံစံတစ်ခုကိုတိုက်ခိုက်ဖျက်ဆီးပြီးမိလောင်နေတာကိုမြင်တွေ့ရပါတယ်။တမန်တိုက်လေရင်တစ်စီးထက်ပိုကြီးမားတဲ့ drone တစ်စီးရှိမှကင်ဂျုံအန်းနဲ့သူ့လက်ထောက်တွေလမ်းလျှောက်နေတာကိုလည်းနိုင်ငံပိုင်သတင်းဌာနကဖော်ပြခဲ့ပါတယ်။ဒီစီမံကိန်းဟာပြီးခဲ့တဲ့နှစ်ကရုရှားနဲ့နှစ်နိုင်ငံစစ်ရေးပူးပေါင်းဆောင်ရွက်မှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ယူဆရပါတယ်။ယူကရိန်းရုရှားစစ်ပွဲအတွင်းမော်စကိုကိုကူညီဖို့ မြောက်ကိုရီးယားကဈေးလွှတ်ထားတဲ့စစ်သားတွေလည်း drone တွေအသုံးပြုတိုက်ခိုက်နေပါတယ်။ကုလသမဂ္ဂနဲ့နောက်တိုင်းရဲ့တန်ခတ်ပိတ်ဆို့မှုတွေတားမြစ်မှုတွေကိုချိုးဖောက်ပြီးမြောက်ကိုရီးယားကဒုံးကျည်စမ်းသပ်မှုတွေလည်းလှုပ်ဆောင်နေတာဖြစ်ပါတယ်။